ေးခဲ့တဲ့သတင်းပတ်ကကျင်းပခဲ့တဲ့ပါကစ္စတန်ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့အီမရန်ခန်းဟာပါကစ္စတန်ဝန်ကြီးချုပ်တဲ့အဖြစ်တာဝန်ထမ်းဆောင်တော့မှာပဲဖြစ်ပါတယ်။ဘော်ရူနီကရွေးကောက်ပွဲအပြီး၃ရက်အကြာမှာမဲရီတွက်မှုပြီးစီခဲ့ပြီးအီမရန်ခန်းဦးဆောင်တဲ့ PDI ပါတီကအနိုင်ရရှိခဲ့ကြောင်းသိရပါတယ်။ဒါဟာနိုင်ငံလက်ရွေးစဉ်ခရစ်ကစ်ကစားသမားဘဝကနေနိုင်ငံရေးသမားဘဝကိုကူးပြောင်းလာခဲ့တဲ့အသက်65နှစ်အရွယ်အီမရန်ခန်းအတွက်တော့ ြည်ကျယ်ခမ်းနားတဲ့အောင်ပွဲတစ်ရက်ဖြစ်လာခဲ့ပါတယ်။အီမရန်ခမ်းရဲ့ PDI ပါတီဟာရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပေမဲ့အစိုးရအဖွဲ့ဖွဲ့စည်းနိုင်မှုအတွက်အောက်လွှတ်တော်လို့ဆိုနိုင်တဲ့မျိုးသားလွှတ်တော်ရဲ့ထောက်ခံမှုကိုရရှိဖို့လိုအပ်ပါသေးတယ်။ပါကစ္စတန်မျိုးသားလွှတ်တော်ရဲ့ထောက်ခံမဲ့အရေးအတွက်အနည်းဆုံး138မဲရရှိမှသာအီမရန်ခမ်းအနေနဲ့အုပ်ချုပ်ရေးအာဏာကိုအပြည့်အဝရယူနိုင်ပါလိမ့်မယ်။လက်တလုံးမှာအီမရန်ခမ်းရဲ့ပါတီဟာမျိုးသားလွှတ်တော်ဝင်ကြီးနေရာ 115နေရာကိုရရှိထားပြီးဖြစ်လို့နောက်ထပ်22နေရာကဝင်ကြီးတွေရဲ့ထောက်ခံမှုကိုရရှိဖို့လိုအပ်မှာဖြစ်ပါတယ်။လိုအပ်နေသေးတဲ့ထောက်ခံမှုအကျွတ်တတိပုဂ္ဂလနိုင်ငံရေးသမားတွေနဲ့တခြားပါတီငယ်တွေကဝင်ကြီးတချို့ကိုစီးယုံနိုင်ခဲ့မယ်ဆိုရင်အီမရန်ခန်းအနေနဲ့ပါကစ္စတန်ကိုကုချေကိုလက်ဦးဆောင်ဝင်ရရှိလာတော့မှာဖြစ်ပါတယ်။သူဟာလာမယ့်ဩဂုတ်လ14ရက်နေ့မှာကြာရောက်မဲ့ပါကစ္စတန်ရဲ့80ကြိမ်မြောက်လွတ်လပ်ရေးနေ့မှာဝင်ကြီးချုပ်တက်အဖြစ် ကျန်းသက်စာကြိမ်ဆိုသွားဖို့အစီအစဉ်ထားကြောင်းလည်းသိရပါဗျ။ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာပါကစ္စတန်နိုင်ငံအတွက်တော့အကြီးမားဆုံးဒီမိုကရေစီလှုပ်ရှားမှုတစ်ရက်ဆောင်ရွက်နိုင်ခဲ့ခြင်းလို့ဆိုနိုင်ပါဗျ။ပြည်သူပေါင်း106တန်းဟာအမျိုးသားလွှတ်တော်ဝင်ကြီးနေရာတွေနဲ့ပြည်내၄ခုရဲ့လွှတ်တော်တွေကိုဖွဲ့စည်းရေးအတွက်မဲပေးခွင့်ရခဲ့ကြပါဗျ။အဲ့ဒီအထက်က96တန်းဟာကိုယ်တိုင်ကိုကြမဲပေးနိုင်ခဲ့တာကိုတွေ့ရပါဗျ။ဒီနေရာမှာပါကစ္စတန်ရဲ့ရွေးကောက်ပွဲအခင်းအကျင်းကိုလည်း ပြန်လည်သုံးသပ်ဖော်ပြသွားလိုပါတယ်။ပါကစ္စတန်မျိုးသားလွှတ်တော်ရဲ့ဝင်ကြီးနေရာ282ဦးအတွက်ရွေးကောက်ခံရှင်ပြိုင်သူ3600အထိရှိခဲ့တာကြောင့်ဝင်ကြီးနေရာတစ်ခုအတွက်လူ73ဦးပြန်မြရှင်ပြိုင်တဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ပါကစ္စတန်မှာနိုင်ငံရေးပါတီတွေအများအများရှိထားပြီးရွေးကောက်ပွဲစနစ်ဖွံ့ဖြိုးတိုးတက်ခြင်းလည်းမရှိသေးတဲ့အတွက်အခုလိုရွေးကောက်ခံကိုယ်စားလှယ်အများအပြားထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ အဓိကနိုင်ငံရေးပါတီကြီးတွေကတော့ဝန်ကြီးချုပ်တက်ဖြစ်လာမဲ့အီမရန်ခန်းရဲ့1996ခုနှစ်မှာတည်ထောင်ခဲ့တဲ့ PTI ပါတီပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်ပါတီ PML နဲ့ပါကစ္စတန်ပြည်သူ့ပါတီ PPP တို့ပဲဖြစ်ပါတယ်။အာဏာရပါတီဟောင်းဖြစ်တဲ့ PML ပါတီဟာ1906ခုနှစ်ခရဲကစတင်တည်ထောင်ခဲ့ပြီးအိန္ဒိယဘက်ကပြောင်းရွှေ့လာတဲ့မွတ်စလင်ဘာသာရေးအုပ်စုရဲ့ပါတီလည်းဖြစ်ပါတယ်။ PMF ပါတီရဲ့လက်ရှိဦးဆောင်သူကရှာဘက်ရှရစ်ဖြစ်ပြီးသူဟာရခိုင်ဝင်းကြီးချုပ်ဟောင်းနာဝက်ရှရစ်ရဲ့ညီဖြစ်ပါတယ်။ပါကစ္စတန်ပြည်သူ့ပါတီ PPP ကတော့2008ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ပါတီဖြစ်ပြီးကွယ်လွန်သူဝင်းကြီးချုပ်ဟောင်းဗင်နာဇီယာဘက်တိုဦးဆောင်ခဲ့တဲ့နိုင်ငံရေးပါတီဖြစ်ပါတယ်။နက်ဒလောရွေးကောက်ပွဲမှာအီမရန်ခန်းရဲ့ PTI ပါတီအနိုင်ရရှိခဲ့ခြင်းရဲ့နောက်ကွယ်ကအတိတ်ကအကြောင်းရင်းတရက်ကပါကစ္စတန်လူငယ်တို့ကိုစီးရုံးနိုင်ခဲ့တာပါပဲ။ပါကစ္စတန်ဟာ တန်းမြအသက်25နှစ်ဝန်းကျင်ရှိတဲ့မျိုးပြလူငယ်တို့အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတွေထဲမှာအပါအဝင်ဖြစ်ပါတယ်။ဒီလူငယ်တွေရဲ့အထင်ကြီးလေးစားမှုကိုတမတ်ရိုးချနိုင်ငံရေးပါတီတွေဖြစ်တဲ့ PML နဲ့ PPP ပါတီနှစ်ခုစလုံးကမရရှိခဲ့ပဲအီမရန်ခန်းရဲ့ PTI ပါတီကအရယူနိုင်ခဲ့ပါတယ်။အီမရန်ခန်းဟာအကျင့်ပြခြားဆောင်မှုကိုတိုက်ဖြတ်မယ်ဆိုတဲ့ကြွေးကြော်မှုလူငယ်တွေအကျွတ်ကောင်းကျိုးပြုမယ်အစီအစဉ်နဲ့ဝန်ဆောင်မှုတွေပေးရမယ်ဆိုတဲ့ ဂရီစကားတွေနဲ့အတူထောက်ခံမဲတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ခေါင်းဆောင်တဲ့အီမရန်ခန်းရဲ့ဥဆောင်မှုနဲ့အတူရှေ့ဆက်မဲ့ပါကစ္စတန်နိုင်ငံရဲ့အနာဂတ်မှာရင်ဆိုင်ကြုံတွေ့ရမယ့်စိန်ခေါ်မှုကနှစ်ခုရှိပါတယ်။ပထမစိန်ခေါ်မှုကရွေးကောက်ပွဲရလဒ်နဲ့အစိုးရတဲ့ရဲ့ဥဆောင်မှုကိုစစ်တပ်ကပူးပေါင်းပါဝင်မှုရှိမရှိဆိုတာပါပဲ။တင်းတွေအရတော့အီမရန်ခန်းဟာပါကစ္စတန်ဗိုလ်ချုပ်တွေရဲ့အားပေးထောက်ခံမှုရရှိထားတယ်လို့သိရပါတယ်။အီမရန်ခန်းရဲ့လမ်းစဉ်နဲ့အပြောင်းအလဲတွေကိုရောစစ်တပ်ကဗိုလ်ချုပ်တွေလက်ခံနိုင်ကြမှာပါလား။ ဒုတိယစိန်ခေါ်မှုကတော့နိုင်ငံတော်အရေးကိစ္စတွေမှာကာလရှည်အားဖြင့်ပါဝင်ပတ်သက်မဲ့ဥပဒေရဲ့တိကျခိုင်မာမှုပါပဲဒီစိန်ခေါ်မှုတွေကိုအီမရန်ခန်းရဲ့အစိုးရတဲ့ဘယ်လိုဖြတ်ကျော်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှင်ရဲ့နိုင်ငံတကာရေးရာတုံးသက်ဆောင်းမအစီအစဉ်ကိုဒီမှာဒီမဲ့ကျန်းသားပြရစီခင်ဗျာနောက်တစ်ပတ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတကာရေးရာတုံးသက်ဆောင်းမအစီအစဉ်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်စောင့်မျှော်ကြည့် ปีเจ้าไม่ค่อยนกสัตว์อะไรแบบนี้